Hi guys မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ထိုင်းနိုင်ငံကမြန်မာအလုံးသမားလင်မယားပေါ့ဗျာနော်အကလေးနှစ်ယောက်ရှိတယ်ဒီကောင်မလေးကနေပြီးတော့အဖိုးကြီးတရားနဲ့ဖောက်ပြန်တာလို့ပြောတယ်ဗျဆိုတော့သူတို့ဘာတွေပြဿနာတက်နေကြလဲဆိုတာလေးပြီးတော့နောက်ထပ်ကြည့်အောင်โอเค let's go ရောက်တယ်လောက်လို့တရားတယ်ပါမလို့ဖြစ်ဘူးအကုန်လုံးအနောက်မှာတရားဆိုရင်ကြားလား ဘာဖြစ်လို့ကိုကကိုတရားလည်းလွတ်လွတ်လပ်လပ်စင်ငါဘာမှမပြောအဲ့ခလီနေအောင်အခုပြောနေတာသူ့အကိုဗျာနော်ဒီကောင်မလေးရဲ့အကိုခလေးမွေးထားပြီးတော့မဖောက်ပြန်ရတော့လူမဟုတ်လားငါပြောတာအာတကလုံးလှတယ်နော်ခလေးမွေးထားပြီးတော့မဖောက်ပြန်ရတော့ဘူးလားတဲ့ငါမွေးတယ်ဟောလိုက်တဲ့ဒီအတန်ချီချင်းနဲ့ပြောတာကတော့သူယောက်ျားနော်ဟိုဘက်အတန်တိုးတိုးနဲ့ပြောနေတာကတော့သူ့ရဲ့အကိုတကလုံးကြိုက်တယ်ဟမ်အဘာမှ तू ကမရှက်တတ်တဲ့သူပဲလေဘာမှတိုးစရာမလိုစောက်ဆက်လက်စီရောမဟုတ်ရိုက်တယ်လားအဲ့လိုပဲ သူကသူကိုကရုဏာဒွါသပေါ့ဗျာမင်းကိုမရငါလာရှင်းပေးရခုအေးငါ့ကိုဘာဖြစ်ချင်တာလဲအဲ့ဒါပဲပြောချင်တာဒီငါ့ကိုစစ်စစ်ကိုပြေးလာပြပြပဲနော်ခေါ်လိုက်ရမခပ်ပြပြပဲပြောတာနော်ငါလည်းစင်ခါလို့ခုငါလည်းစင်အေးအေးအေးဘာလို့လဲမစင်တာသူပြောတယ်မကြောက်လားမေးခလေးခလေးနှစ်ယောက်မေးလဲဖောက်ပြဖောက်ပြလို့ရတာပဲလေ ပြောရရှင်းရှင်းလေးကလေးနှစ်ယောက်မေးလဲဖောက်ပြန်လို့ရတယ်တဲ့သူစကားရှင်းနေတာပဲကလေးနှစ်ယောက်မေးလဲဖောက်ပြန်လို့ရတယ်တဲ့သူစကားရှင်းနေတာပဲဘာလဲဟိုဆွဲကြိုးလေးပါဝင်မလာတော့လားညပါလောဘုံဝင်မလာမဟုတ်ပါဘူးဒီတလားအတွင်းလေးမှာဆွဲကြိုးတွေပါဝင်နိုင်တယ်ဆိုလို့မေးကြည့်တာပါမေးကြည့်မလို့ရွေးတိတ်ပြီးတော့မေးတာ ပုံမေးကြည့်တာပါဟိုတလာအတွင်းလေးမှာဆွဲကြိုးတွေပါဝင်နိုင်တယ်ဆိုတော့ဟုတ်တယ်မလားဒါမေးကြည့်ရတာပါလေဟမ်မပေါ့ဘူးသူကဆွဲကြိုးလေးတွေပါနေတဲ့သူသူတင်းနေတယ်ဆိုတော့ဟာဗာလဲခုလာတဲ့နေ့လာတဲ့နေ့ကျဆွဲကြိုးတွေပါဖြုတ်လာတယ်ဆိုတော့နားပြောတဲ့နိုင်ငံကြီးကောင်းနေနေကိုကရရုံမှာအောင်တယ်ဟုတ်ပြီအဲ့ဒါအဲ့ဒီစကားလည်းငါကခုပြောမှာခေါ်ရမယ်ငါဒီကောကလစ်ကနေပြီးတော့တရားဝင်ငါခေါ်မှာပုံမှန်73နဲ့တရားဆွဲမှာမကောင်းကိုလေးရောမကောင်းထားနိုင်ကြမှာမရှိဘူးညာနင်းရတယ် ရှင်းရလားတိုင်ရတယ်အဲ့ဒါဆိုရင်ရုံးမတဆင်းမဆိုရင်သူများသူနင့်မေးလိုက်ရသူမလည်းနင့်ကလည်းလက်ထပ်စာချုပ်ယူတယ်လားရလက်ထပ်စာချုပ်သူများမေးဘူးမြမပြီးမှပြန်ရှင်းလဲလက်ထပ်စာချုပ်မလုပ်ဘူးသူကအဲ့ဒါရောအဲ့တော့ခြင်ပြီးတော့မှသူကသူ့ကိုဘာမှလုံးလုံးမရဘူးဆိုတော့သူကတွင်းနေတာလည်းတွေ့ရပြန်နော်ထိုင်းနိုင်ငံမှာအဲ့လိုလက်ထိုက်ကြတဲ့ဒီမြန်မာနိုင်ငံကမြန်မာနိုင်ငံသားတွေကတော့ဟာ ဒီလက်ထိုက်စာချုပ်တော့ဗာတော့သူတို့မှသိမရှိကြဘူးဗျာနော်ဒီတိုင်းပဲလက်ထိုက်ကြတာဆိုတော့လေသူကအဲဒီလက်ထိုက်လက်ထိုက်စာချုပ်မရှိတဲ့ဟာကိုသူကအပိုက်တွဲပြီးတော့မှသူ့ကိုဘာမှလုပ်လို့မရဘူးဆိုပြီးတော့သူကတွေးထားတာဗျာနော်အဲသူကအတွေးနေနေမှားနေတယ်နော်ဆိုတန်းတင်းဆိုတန်းတင်းအကျင်လင်မရဦးသိသိလက်ထိုက်ရအဲဒီဆိုအကုန်လုံးလုံထားပြီးသားငါရှင်းနေနဲ့မေးပြီးသွားပြီအေးအခုအခုနေပျော်ထားပေါ့ပျော်ထားနော်တန်ငွေ3600နဲ့ ပပလေးပါပဲခုနှစ်နှစ်လောက်ကလေးပဲအထဲမှာဝင်နေလိုက်ပါနှစ်ယောက်သားပြဿနာဘာမှမရှိခုနှစ်နှစ်ကလေးပဲပြီးတော့ဖောက်ပြန်တဲ့သူကထပ်ပြောလာမှာနော်ဘာမှတောင်းဆိုခွင့်ပိုင်ခွင့်မရှိအကုန်လုံးငါရှင်းနေနဲ့မေးပြီးသွားပြီနော်ဘာဖြစ်ပါဦးအခုချိန်မှနေပျော်တာပျော်ငါဝမ်းသာပြီးတယ်ပျော်လိုက်ပါပျော်ပါဒါပေမဲ့ငါဟိုမှာပြန်ပြီးငါတရားရုံးကနေဆင့်ခေါ်တဲ့ခါကြလို့ရှင်ပေါ့တရားရုံးကဆင့်ခေါ်တဲ့ကြနေလို့မလာဘူးဆိုလို့ရှင်တော့သူများဝမ်းတိန်ဝမ်းတိန်ကနေပြီးလို့ရှင်ပတ်စုပ်ဗီဇာပိတ်ပြီးလို့ရှင်ထိုင်းဆွေးရနဲ့ဝီကလေးပဲ လဲလှုပ်ရှင်တို့လဲလုံးလုံးမှာမဟုတ်ဘူးငါအခုဘာကြောင့်လှုပ်လဲဆိုတော့ခလေးနဲ့ပတ်သက်လို့ငါလုံးမှာဟောပါလားငါခလေးနဲ့လာပြီးရှုပ်ရှက်လာလုံးမှာဆိုလို့ခလေးမျက်နှာကိုမထောက်လို့ခလေးနဲ့ရောက်ရှိတယ်လေဗျအေးခလေးမျက်နှာနဲ့လုံးဝမထောက်ဘူးခလေးမျက်နှာလုံးဝတော့တော့ဖောက်ပြန်တယ်အဲ့ဒီလူကတခါနဲ့မဟုတ်ဘူးနှစ်ခါနှစ်ခါရှိသွားပြီဟောအေးတိခါနဲ့ဆိုတာလူကအတိုင်းတာတိတဲ့အတိုင်းတာတစ်ခုပဲတိခါနဲ့အေးတမိမွေးတယ်နှစ်လာသားရွယ်လေးနဲ့ အဲ့ဒီအဖိုးကြီးနဲ့နေခလေးပြောင်ဆိုပြီးတော့ခလေးငွေလို့ဆိုပြီးတော့လိုက်ပိုက်ပြီးကားမောင်းနေမြောက်ဒီမှာနေတော့ရတော့အိတ်တယ်လေဟုတ်လားမဟုတ်လားညပြီတက်ကိုခမ်းပါအဲပြောပြီးတဲ့လူရှိပြီးပြီးတာပဲမုံနေမှန်လားမုံလားအဲ့ဒါပဲပြောဟုတ်တယ်ကဲဟုတ်ပြီနော်နောက်ပြီးလို့ရှိရင်အဲ့ဒီဖိုးကြီးရွာမှာလာတွေ့တယ်နေအဲ့ရွာမှာလည်းနေဖောက်ပြန်တယ်ဟုတ်လားမရောဝင်းပုံမှာဟိုကနေပြီးအဲ့ခင်းကလူတယောက်နဲ့ပြောတယ်ငါဝင်းပုံမှာသွားတွေ့မယ်တဲ့စော်တပွေရောက်နေပြီတဲ့အဲ့ကောင်ကပြောအာ तू မသွားချင်ဘူးနဲ့ဘာလို့လဲတဲ့မလက်လာတဲ့သူရောက်နေပြီတဲ့အာငါနဲ့စာရီရေးထားပြီးသားပဲတဲ့ငါသွားတွေ့မယ်တဲ့ ရလိုက်မလားတဲ့အဲ့အဲ့ဒီပဲအဲ့ဒီဘိုးကြီးသွားတွေ့တယ်အဲ့ဝင်းဝင်းဝင်းမမသွားတွေ့တယ်အိဆာလာကစိတ်မဝင်စားငါလည်းမသိနေပြောတဲ့လူပဲနေမေးကြည့်လိုက်ငါပြောတဲ့သူကငါလိုက်ပြောလို့နေပြောပေါ့နေကကရကချင်းလေးနေဖောက်ပြန်တာလေအဲ့အဲ့လောက်ထိအိဒီဆာတဲ့အထိဘသူကလိုက်ပြီးတော့သိတော့မလဲနာဘသူကသိတော့မလဲအဲ့လောက်ထိစားနေနဲ့เออกูพ่อเปลี่ยนน่ะตะลุอาจารย์อีดองอาจารย์นี่บ่มาเน่ดอกอูดิอ๋อนี่บ่มาเน่ดอกอูนี่บ่มาเน่ซุไม่ตะดาซุโหมานี่นี่ลิ่นเยยท่าละบะแลอะไตกูรองเปลี่ยนตริยาตัวละซะ ဲ့ဒါသူရေးတာငါရေးတာမဟုတ်ဘူး။အော်။အော်အဲ့ဒါသူရေးတာ။သူတတိယတာသူတတိယသူရေးတာငါရေးတာ။อืม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 ဟုတ်ပြီဟုတ်ပြီ။ပြောထားပေါ့။အဘူကြီးအခုထားနိုင်မလား။မရှိဘူး။အင်း။အဲ့ဒီခိုင်းမှာပဲစီလို့ပေါ့သူတမျိုးတမျိုးအနာသူရန်လည်းတော့ပတ်စားတယ်များအရာတော့တော့သူရန်ပတ်စားမကောင်းမကောင်းတော့ဆောက်ပြော။อืมအဲ့ဒီမျိုးကတရားမပြတော့လည်းဆောက်ပြော။ အငုံတက်လာတာအခုခုမှကြာနေပြီ။အေးတွေ့လို့လင်မယားမိမတွေကဖောက်ပြန်စေချင်လို့ရှိရင်ကိုယောက်ျားအပြီးမဟုတ်တစ်ခုမဟုတ်တစ်ခုပြစ်စား။အနောက်ကူဒီမှာစီတော့ကိုကိုတွေ့တဲ့အတိုင်းပဲ။ဖောက်ပြန်လား။ตัวเปลี่ยนละเปลี่ยนละตัวเปลี่ยนมาละกะยูไซเลยอะลุบเปลี่ยนละงาเปลี่ยนละอะลุบเปลี่ยนละพี่ละเนี่ยตัวอะย้ายไล่ตอกพี่แจ่มในเนี่ยตัวเปลี่ยนนามาตองดูยะยอพ่างาย้ายมีย้ายถ่าได้บ่ชื่อล่ะง่วนลินๆบอกไล่ตะไลนี่ป้องเนี่ยตอดตอดอ่ะเฮ้ยมันนี่ป๊อกมาเหมเนาะ နေစကားပြောတာနေကတစ်ဖက်ဆောင်းနေပြောတာနော်နေဖောက်ပြန်တော့နေသိကမှနေငောင်းတစ်ဖက်ကိုမရက်နဲ့ဟင်းအခုနေသိသွားပြီမဟုတ်လားအခုနေကလေးနေခေါ်လာတယ်ဒါနေကလေးရနေတာဘယ်နှလားရှိလဲနေကလေးနေတူနေဘယ်နှလားရှိလဲနေနေနဲ့မနေအောင်လဲသူပဲလောက်ခဲ့တယ်မဟုတ်ဘယ်နှလားရှိလဲဘယ်တော့ခေါ်တက်တော့ကိုပြောနေတာနော်ခေါ်တက်တာတူတူပဲခေါ်တက်နေရနေရောအေးတူတူပဲခေါ်တက်တယ်နုတူတူနေလားတူတူထားလားကလေးကလေးနေရောနုခေါ်တက်တယ်နုမဆောက်လို့သူများနဲ့ဟာအစားတူတူနေတယ်လေမဒီကနေအလုပ်ကတနာတယ်ဟုတ်ပဲနော်သူ့ကိုပြောတဲ့အလုပ်က ုပြေဆိုင်ရဲထွက်ပြီးတော့သူ့တယ်အလုဆန်တူတူအလုတလုံးမယ်အဲ့ဒါလည်း तू မချဘူး तू ဒီရတယ်ဘုမတူအလုလုလုဆိုင်ကဲဆိတ်နေတယ် तू အလုလုလုမှမလားပို့လို့ရတယ်တခြားနေရာမှာလည်းပို့လို့ရတယ်တခြားနေရာမှာပို့လို့ရတယ်တူတူတနေ့လည်းစနေအဲ့လိုမျိုးလောက်မှာပဲ လိုပဲပြနေချန်ခေါ်ဘလို့ကောင်းမနေခေါ်မှာပဲဟွန်းနေဘလို့ပဲတချမ်းနေမနေအဲ့ဒီကောင်းနေမနေပြဖောက်ပြန်မှာပဲရှင်းရှင်းလေးရေဒီငုံတောက်ရသားနဲ့လေအဲ့လိုမျိုးလောက်ဒီမှာရှင်းနေတာရောက်မှာတော့ပြောမယ်နော်လိုက်လွင့်နေပြီးလို့ရှိရင်စာအတူထွားတွေရေးတယ်ပြီးလို့ရှိရင်ဟိုမှာသူတလပံပို့တော့မှာနေရောက်ပြီးဆိုအဲ့ဖုန်းကြီးနဲ့ဆက်သွင်းနေရစာအကုန်လုံးတည်တယ်နင်းနေလိုက်နေအကောက်ကငါဝင်ကြည့်လိုက်လို့ရှိရင်နေစာအတူထွားလေးတွေရေးတယ်အီစီကလီတွေကစာငါပါတခုံးမှာရင်းနေချင်းငါမဟုတ်ခဲ့ဘူး နေဖောက်ပြန်တာလွန်သွားလို့နေလောက်ချင်တယ်လို့မဟုတ်သူနေလောက်နေသူဘာမှမပြောနေပါချင်သွားလောက်လောက်ချင်လောက်နေအပြင်မှာသွားလဲချင်သွားလဲဘာမှမပြောဘူးနော်အေးအေးကသူပတ်စံပေးတယ်ဖောက်ပြန်အဲသူပတ်စံပေးတာတမျိုးပဲရောက်ပါပတ်စံပေးတာတခုတည်းနဲ့ပြောလို့မရငွေတခုတည်းနဲ့ကြည့်လို့မရဘူးငွေကိုလည်းသူပြောတာသူငွေကြိုက်တဲ့နေရာမှာနေနေပါဒါကတော့ထိုင်းနိုင်ငံမှာမင်္ဂလာဆောင်တဲ့ဘာမှမြန်မာဘောနော်မြန်မာဆုံတွဲပေါ့မြန်မာလင်မယောက်ပေါ့နော်သူတို့မှာကလေးနှစ်ယောက်ရှိတယ်ဆိုတော့ ဒီသူ့အမေဒီကောင်မလေးကအဖိုးကြီးတယောက်နဲ့အဖောက်ပြန်လို့ပြောတယ်ဗျာနော်ဆိုတော့ဒီလိုလူမှုရေးဖောက်ပြန်တဲ့အင်ထောင်ရေးဖောက်ပြန်တဲ့ပြဿနာတွေ့ဟာအရန်ကြီးချက်ဖို့လေးကောက်ပါတယ်နော်အကျိုးလေးနေပါတယ်နော်အာဒီကဒီဘီယိုဖိုင်လေးကိုကြည့်မင်းတဲ့ဒီညီငယ်ညီမငယ်တွေဒီလိုမျိုးကိစ္စတွေကိုလုံးဝရှောက်ချာအာကြပါလို့လဲတိတ်တွန်းအာရှင်ပါလေเนาะဆိုတော့ဒုတိယပိုင်း ဒုတိယဘက်ကိုနောက်နေ့အဲလောက်ပြပါမယ်ဆက်လက်အောက်ပြပါโอเค see you next video bye bye